အီရန်၏လေကြောင်းရန်ကာကွယ်ရေးစနစ်သည်လွန်ခဲ့သည့်48နှစ်အတွင်း Israel F-35 ကိုပျောက်တလေရင်3စီးကိုပစ်ချခဲ့ကြောင်းအီရန်ဆိုရပိုင်းမီဒီယာက ဖော်ပြခဲ့သည် Israel နိုင်ငံမှအမျိုးသမီးလေယာဉ်မှုတဦးကိုလည်းကျက်လေရင်များမှဖမ်းမိခဲ့ကြောင်းလည်း၎င်းတို့ကဆိုသည် Israel က၎င်း၏ချင်းတဲစစ်စင်ရေးကိုဆက်လက်လှုပ်ဆောင်နေချိန်တွင်ယင်းတည်င်းများထွက်ပေါ်လာခြင်းဖြစ်သည်။ဤစစ်စင်ရေးတွင် Israel က F35S, F15S နဲ့ F16 တွေကိုအီရန်နိုင်ငံအတွင်းလေကြောင်းတိုက်ခိုက်မှုများပြုလုပ်စဉ်အသုံးပြုခဲ့ကြသည်။ဂျက်လင်ရင်များပစ်ချခံရခြင်းနဲ့ပတ်သက်သည့်တင်းတွေကိုအစ္စရေးကလုံးဝငြင်းဆိုထားသည်။အီရန်၏ပြောဆိုချက်တွေကိုထောက်ခံရန်တီးကြားအထောက်အထားမရှိသောကြောင့်ကာကွယ်ရေးကျွမ်းကျင်သူများကလည်းတန်တရားရှိနေကြသည်။အီရန်နိုင်ငံအတွင်းရှိအထူးကနေရာ900ကျော်ကိုအစ္စရေးကတိုက်ခိုက်ခဲ့ခြင်းတွင်ပြည်ပခါစတင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့တွင်နျူကလ িয়ার ဆက်ရုံများစစ်အခြေစိုက်စခန်းများနှင့်ဒုံးကျည်နေရာများပါဝင်သည်အပြန်လည်အဖြစ်အီရန်ကလည်းတယ်လီဗီနဲ့ဂျေရုဆလင်အပဝင်အစ္စရေးရှိမြို့ကြီးများနှင့်အရသာများနှင့်ထိုင်ရာအခြားနေရာများသို့ဒုံးကျည်များနှင့်ဒရုန်းများဖြင့်ပစ်ခတ်ခဲ့သည်အီရန်၏တက်ခမှုများကြောင့်အရသာများတေဆုံးပြီးဒဏ်ရာရရှိခဲ့ကြသည်၎င်းတို့သည်အဆောက်အုံများမှပျက်စီးကားအဝတ်အစများထွက်ပေါ်လာပြီးအစ္စရေးမှရှိတဲ့လူများစွာကို၎င်းတို့၏နေအိမ်များမှရွှေ့ပြောင်းစေခဲ့သည် အစ်ဇွေ F35 တိုက်လေယာဉ်တွေကိုပစ်ချပြီးလေယာဉ်မှုတအူးကိုဖမ်းဆီးခဲ့ကြောင်းအီရန်ခေါင်းဆောင်များနဲ့မီဒီယာများကဆက်လက်ပြောဆိုနေကြသည်ဒါပေမဲ့တက်သေးမပြသေးပါဘူးအပြည့်စည်ပုံတို့မဟုတ်ဗီဒီယိုများတို့မဟုတ်ဖမ်းမိထားတော့လေယာဉ်မှုအကြောင်းအတည်ပြုထားတော့အချက်လည်းမရှိသေးပါဤတောင်းဆိုချက်များကိုအီရန်ကပြည်သူများ၏စိတ်ကံစားမှုကိုလွမ်းမိုးရန်နဲ့နိုင်ငံအတွင်းထောက်ခံမှုရရှိရန်နီလန်တစ်ခုအဖြစ်အသုံးပြုနိုင်သည် အီရန်နဲ့အစ္စရေးတို့ကြားဖြစ်ပွားနေတဲ့ဒင်းအချက်လက်များစစ်ပွဲတွေဒီပိုင်းဖြစ်သည်အစ္စရေးတိုက်ခိုက်မှုများသည်စစ်ကြညာချင်းနဲ့တူတယ်ဟုအီရန်ကပြောကြားခဲ့သည်အီရန်ကလူထုနှင့်ကြီးမားသောတုံ့ပြန်မှုကိုဂရုပြုထားသည်ဒါဟာအီရန်အီရတ်စစ်ပွဲနောက်ပိုင်းအီရန်မြေပေါ်မှာအပြင်းထန်ဆုံးတိုက်ခိုက်မှုလို့တမခန့်ထားရသည်အခြေအနေကြောင့်နိုင်ငံများသည်၎င်းတို့၏လေပိုင်နယ်ကိုပိတ်ကာလေကြောင်းပြန်သက်မှုများကိုရပ်တန့်ခဲ့သည်ကမ္ဘာတစ်ဝှမ်းကခေါင်းဆောင်များနှင့်ကုလသမဂ္ဂတို့မှနှစ်ဖက်စလုံးမှ စစ်ပွဲမဟုတ်ပဲဆွေးနွေးပွဲမှတစ်ဆင့်ပြည်ထနာကိုငြိမ်သက်စွာပြင်ဆင်ရန်တောင်းဆိုနေကြသည်